business and economy တရုတ်တွေအပီပြုတ်တရုတ်ဒုက္ခရောက်အောင်မတူးတဲ့အခွင့်အောက်ယူနေတယ်ကဘာပတ်အမေရိကန်မီနနာစီးပွားရေးပညာရှင် channel ကျူစွာပါတယ်ဘယ်နေရာကြည့်နေလဲကိုမမနေတာပါ Guangdong province in southern China is a manufacturing powerhouse. Landing in the provincial capital Guangzhou, signs of China's economic ties to the US are all around, from Boeing planes on the tarmac to the busy Starbucks coffee shop. But despite the very visible presence of these well known American brands, China ships much more to the US than it imports. US President Donald Trump wants to fix that in part by slapping high tariffs on Chinese goods. Dalang town, two hours' drive from the capital, has been hit hard by those levies. If you have 关都闭眼说了。 ကဘာပေါ်မှာ manufacturing ပစ္စည်းတွေထုတ်လုပ်တဲ့အဓိကနေရာဖြစ်တယ်။အဲဒီနေရာမှာအမေရိကန်စီးပွားရေးရှိတယ်။နော်လေရောဘိုးရောစတာဘတ်ရောရှိတယ်။ဒါပေမဲ့ President Trump တွင်းကုန်အခုများများကောက်လိုက်တဲ့ကြောင့်ဒါလန်မျိုးဆိုတာဒုက္ခရောက်ပါပါလေ။ဒါလန်မျိုးဆိုတာတရုတ်ပြည်မှာရှိတယ်။ကွမ်တုံးမှာရှိတယ်။ဘယ်နေရာလဲဆိုတော့သွားပြီးတော့ ကြည့်မယ်ဒီလိုမျိုးစီးပွားရေးနဲ့ပတ်သက်တဲ့ပညာရရချေဆိုရော channel တွေကို subscribe လုပ်ထားတာပါ ပလေးတဲ့ရောင်ဘသူ့ကိုအားပေးပါနဲ့လဲအမေရိကန်ကိုအားပေးပါလားဒါမှမဟုတ်ရင် USA ရဲ့ပြန်ဘက်တရုတ်ပြည်ကိုအားပေးပါနဲ့လားကိုမအောင်ပါရေးထားပါကြည့်ကြအောင်စောစောကဒါလန်းဆိုတာဒါလန်းဆိုတာကွန်တုံးပြည်နယ်မှာရှိတဲ့เนาะ မြို့နေတတတဖြစ်တယ်ဒီနားမှာရှိတယ်ဘယ်နားမှာနေရဘယ်နားနေလဲဆိုတော့ဒီနေရာကြည့်လိုက်โอเคဩတုံးပွန်နားနေနေရပြီးတော့စမ်းကြက်နားနေနေစမ်းကြက်အောင်ပါရှိစမ်းကြက်စားတရုတ်ပြည်မှာတိုးတိုးတက်တဲ့မြို့ထဲမှာတခုပါတယ်ပြီးတော့ဟောင်ကောင်ကဒီအောင်ပါမှာကဒီဘက်ပြောရမဆိုအရှိတ်ဘက်နားပေါ့အရှိတ်ဘက်နားမှာเนาะဒါဒါလန်ချိုင်းနားဆိုရိုက်ထည့်လာမဆိုတွေ့နေမယ်တရုတ်ပြည်ရောက်ပြီးရရှိပါတယ်လားဟေ့ ကြည့်နိုင်မယ်အမှန်ကြည့်။ညအဲ့တော့အဲ့မြို့လေးမှာအာ၃ကွန်ပတ်ဖက်ချာရှိတယ်။ကွန်တုံး province မှာရှိပါတယ်နော်။ကွန်ကျိုးရတယ်မှာအကြီးပဲရှိ Fort San ဆိုတာကြီးကြီးပဲနော်။ဒီမှာရှိ။ Okay အဲ့တော့တွားပြီးကြည့်ကြအောင်ဘယ်လောက်ထိများစိုးနေလဲဆိုတာနော်။ Two hours' drive from the capital has been hit hard by those levees, If you happen to have a wool sweater in your wardrobe, it's likely one of them was made here. Dalong produces about 20% of the world's wool sweaters, and many factories, like this one, export to the US. ဖြစ်ပေါ်များပါတယ်ကွမ်တုံးပညာရှိကပောင်မှာရှိရဲ့ဆွဲတာပေါင်း20%ဝင်းကျင်ရောင်းတာ <coughs>

အိုက်ဆွဲတာလေခရစ်စမတ်ဆွဲတာတွေကမိနေတဲ့ချီထုတ်တယ်ထုတ်ပြီးတော့တုံးဖို့တုံးဖို့က US ကိုတင်ပို့တယ် US ကစီးပွားရေးရာအဲစမတ်ဖြစ်တယ်တခုကို10ဒေါ်လာနဲ့ဝယ်ပြီးတော့ US နိုင်ငံသားပြန်ရောက်တော့40ဒေါ်လာအဲ့တော့အမေရိကန်စီးပွားရေးအရင်မြက်တာပေါ့နင်းနှောင်းမဟုတ်ဘူးနော်ငားဆောင်မြက်တယ်ငားဆောင်စီးပွားရေးတော့အဲ့ဒါကြောင့် online shopping လုပ်တာအများကြီးအများကြီးလုပ်ကြအမေရိကန်အရင်ဟော့နေချင်းဆရာကြီးလုပ်ခဲ့တယ်နော်တရုတ်ပြည်ပစ္စည်းတွေကို US ကိုတင်သွင်း 六月庙会，明年来去。六月的六月，明年那庙会是到了。哦，每个礼拜都得的。我家儿子说，每个礼拜订多少米哦？在有时也会的，谁订得哪呢？比如话，哎，晚上了订米要便宜了，每个面的，喏，还有面的就叫每个苏亚空的，压的，喏，不不勒得压了。第二名，我那小辈的不得的，每年的第七个哪，恐怕嘛，伊拉吧，塞比几米？Before the new tariffs. The owner says all of his American customers have recently canceled their orders. He's allowed us to film here, but is afraid to appear on camera and talk about what he says has become a sensitive political issue outside. 记记的，起你妈！American 西伯利亚的空降，澳大利亚干啥了？哦，都话了，video 也也可以要被的，都过来了，没报，没叫做底下，男人也得不得的。 ဟာဖြစ်သွားတဲ့ကြောင့်တိတ်တိတ်နေနော်စွစွအမျိုးသမီးရဲ့ကြီးကြီးကအမျိုးသမီးရဲ့အများအများကြီးချုပ်လို့လက်နဲ့ဆက်နဲ့ချုပ်လို့နော်တရုတ်ပြည်မှာအများကြီးအဲ့တော့အမေရိကန်နိုင်ငံသားတွေကအဲ့လိုလုံမလားဘယ်လုံမလဲသူလုံမဆိုရင်ဆွဲသားတစ်ခုကဒေါ်လာ100ရောက်ဖြစ်တော့မှ50မောင်းဒေါ်လာ100ဖြစ်တော့မှနော်အဲ့ဒါကြောင့်တချို့ဟာတွေကြရင်ဒီလိုမျိုးကိုကတန်ဖိုးနည်းနည်းနဲ့ရနိုင်တဲ့နေရာကနေယူပြီးတော့ အဲ့ဒီဟာတွေကိုပြန်ရောက်လာဆိုရင်အများကြီးအများကြီးမြတ်တယ်နော်ဒါပေမဲ့ Twin ကို President Trump လာနေပြီးအခုအများကြီးချမှတ်တဲ့အတွက်ကြောင့် USA စီးပွားရေးအရန်ထိခိုက်တာပေါ့တရုတ်တွေထိခိုက်တယ်နော်တရုတ်တွေထိခိုက်တယ်အကုန်လုံးထိခိုက်တယ်တရောင်းမှအနိုင်မရှိဒီလိုမျိုး USA နဲ့တရုတ်နဲ့ဖိတ်ဝေါ်ဖြစ်ရခါမှာတကယ်ရှုံးတဲ့လူတွေကပြည်သူလူထုတွေပဲဖြစ်ပါတယ်ဂျားနေပြည်သူလူထုတွေဖြစ်တယ်အဲ့တော့ပြည်တိုင်ရတော့ and talk about what he says has become a sensitive political issue outside we discover why many smaller factories are closed and have been forced to lay off employees There are so many factories here, but many of them are firing workers. It's hard to find a job. Businesses here struggled to recover from the COVID 19 pandemic, For some, the new tariffs were the last straw. စက်ရုံတွေအများစုကအလုတ်သမားတွေကိုအလုတ်ထုတ်ပလိုက်အလုတ်ရှာဖို့အရန်အရန်ခက်တယ်နော်စီးပွားရေးသမားတွေတော်တော်များများရတယ်ကိုဗစ်ဖြစ်ပြီးတော့ပြန်ပြီးနန်းနန်းထူးမှုစ조사နေအချင်းအဲ့တော့ဒီလိုမျိုးတွင်းကုန်တွေထွေဝေါ်ဖြစ်တဲ့တို့ကြောင့်စီးပွားရေးသမားတွေထပ်ပြီးတော့ထိပြန်တယ်နော်အဲ့ဒီကြောင့်အရန်အရေးကြီးအလုတ်မရှိတဲ့အခါကျရင်ပလေးတက်ယူက ကိုကတေးချာချာအလုပ်ရှိတဲ့အချိန်မှာပတ်စံစုထားမယ် stock ရှာမယ် investment လုပ်ထားမယ်ဟောပညာသင်ထားမယ် option trade လုပ်တတ်မယ်ဆိုရင်အလုပ်မရှိရစိတ်ပူစရာမလိုအဲကြောင့် stock investing call option put option advance option တက်ချင်ဆိုရင် link တွေကို YouTube video description အကုန်မှာရှိပါတယ်ဆက်ပြီးတော့နားထောင်မယ် There are no orders now, so we don't need workers. We will hire workers when there are orders. We drove back to the city to find out how other exporters are dealing with higher US tariffs. ု order မရှိရတဲ့ကြောင်အလုံသမားတွေကိုဖြုတ်ထားတယ် order ရှိရဆိုရင်အလုံသမားပြန်ငှားမယ်လို့စစောစီးပွားရေးအာတမားတာပြောပါတယ်အခုတခြားမြို့ကို तू က exporter တွေရှိရမြို့ကားနဲ့သွားတယ်အေး तू ကဘယ်လိုမျိုးဒီကိစ္စကိုကင်တွင်နေလဲဆိုတာကြည့်ကြမယ် The Canton Fair is a biannual trade show helping Chinese manufacturers find customers overseas. Many are now scrambling to find new markets. ီလိုမျိုးကန်တိုဖဲဆိုတာတနည်းကိုနှစ်ခါလုပ်ပါတယ်เนาะအဲ့တနည်းကိုနှစ်ခါလုပ်တဲ့ခါမှာတရုတ်ပြည်ကပစ္စည်းထုတ်တဲ့လူတွေစိတ်ယုံတွေစီးပွားသမားတွေကနိုင်ငံခြားเนาะတင်သွင်းမဲ့လူတွေကိုရှာတဲ့ပွဲဖြစ်ပါတယ်အဲ့ပွဲမှာတခြားနိုင်ငံကဈေးကွက်ကိုရှာတယ်ဒါပေမဲ့ခက်ခဲတယ်ပေါ့เนาะခက်ခဲတယ်အဲ့တော့ဘယ်လိုမျိုးဘသူတွေကဒီလိုမျိုးတရုတ်ဒုက္ခရောက်အောင်အခွင့်ကောင်းယူနေလဲဆိုတာ <laughs> Sarah Shao creates custom housing fixtures for American clients who she says are just as shocked by the tariffs as she is. This is the things is going crazy and they cannot uh, believe it uh, that Trump did this behavior. Um, but uh, they are holding their project right now. They are not uh, moving. I don't think the trade war will bring winner. Or if uh, if this uh, tariff war keep going, I think all the all the all these countries are losers. But the ဆိုတော့အမျိုးသမီးရတော့သူကအိမ်ဆောက်လို့ပစ္စည်းတွေကို export လုပ်တဲ့အမျိုးသမီးနော်ဒီလိုမျိုးဟို trade war မှာဆိုရင်ဘယ်သူမှနိုင်မှာမဟုတ်ဘူးအားလုံးဆက်ပြီးသွားနေမှာဆိုရင်ရှုံးတဲ့လူအများကြီးအများကြီးပေါ်လာမှာပါတဲ့နော်ပလိတက်ကြီးရတော့ဒီလိုမျိုး trade war မဖြစ်အောင် ဘယ်လိုမျိုးကန့်ကွယ်ဖြည့်ရှင်းမယ်ဆိုကောင်းမလဲကိုမအမရေးထားတယ်မှာဆက်ပြီးတော့နားထောင်မယ်အခွင့်အရေးတမိုင်းပေါ်လာပေါ့တရုတ်အခွင့်အရေးတရုတ်ဒုက္ခရောက်တော့အခွင့်အရေးတမိုင်းရှိတယ်ဘယ်သူလဲဆိုတာဆက်ကြည့်မယ် moving we bring winner or if if this uh, tariff war keep going i think all the all the all these countries are losers but there could be winners buyers from other countries may have an opportunity to order goods at better prices like Saleh Salama from Saudi Arabia. My cousin and I arrived like with the business and idea, and when we saw what's available, it's um, completely different than what we planned. It's like you're looking at the biggest catalog in the world. You're looking at something, and the varieties are endless. Endless varieties of goods produced in China every day. Most exporters here believe they'll find new customers eventually but whether the US can find replacements for the same supplies, they're not so sure. Katrina Yu, Al in Guangdong, China. ဆောစောအမျိုးသားလာတော့ sorry အရေးမရလာ sorry အမေအခုတရုတ်ပြည်ကိုလာပစ္စည်းရှာအများကြီးပဲနော်နင်းနေလို့မဟုတ်ကပောင်းကအကြီးမားဆိုပစ္စည်းရအကုန်လုံးကြည့်နေရတော့ပဲကက်တလော့ကိုကြည့်နေရတော့ပဲနော်သူအရန်ပျော်တော့ဈေးကအရန်တက်တာဝပြီးအာတရုတ် export လုပ်တဲ့သူတော်တော်များများတော့အေးမကြမီမှာဒီလိုမျိုးဈေးကွက်အတိတ်တွေရှာနေမှာသူယုံကြည်တယ်ဒါပေမဲ့အမေရိကန်တင်သွင်းသူတွေကတော့ဒီလိုမျိုးကောင်းတဲ့ quality ရဲ့မျိုးစုံတဲ့ quality ရဲ့နော်မျိုးစုံရဲ့ PC ကိုရှာနေဖို့ဆိုတာမယုံကြည်ပါဘူးလို့ပြောရပါတယ်တင်းတင်းဆက်နေသူကအဲ့တော့ပလိတ်တက်ရအောင်ဘလို့သဘောရပါတယ်နော်ဈေးကွက်တွေမှာတွားကြည့်တယ်မှာဆိုရင်အများစုက made in china ဆိုတာရှောင်လို့မရဘူး နော်ဘယ်ပစ္စည်းမဆိုရှောင်းမြောင်အမေကစားသုံးသူဆိုတာမှန်တယ်ပစ္စည်းဝယ်ဆိုတာမှန်တယ်အာပတ်စံတွေပါထုတ်လဲဆိုတာမှန်တယ်နော်စားသုံးသူကလည်းနည်းပို့ပြီးတော့ပါဝါရှိရောပြောရဒါပေမဲ့ထုတ်တဲ့ပစ္စည်းအကုန်လုံးကတရုတ်ပြည်ကထုတ်မှဆိုရင်အဲ့ပစ္စည်းကိုယူတုံးပြီးတော့အမေရန်စီးပွားရေးတမားပြန်ရောင်းတဲ့လူတွေမရတော့ဆိုရင်အဲ့စီးပွားရေးကလုံးဝကျင်းနေပြုံးမှာကျင်းနေတယ်နော်ဘာကြောင့်လဲဆိုတော့အဖြစ်မနေရှိရပစ္စည်းရေတော့ လက်ခဲမှာမရှိတော့ဆိုရင်စီးပွားရေးလုံးဝလုံးမရတော့အမေရိကန်စီးပွားရေးတမနေเนาะအဲ့ဒါကြောင့်ဒီ trade war တော့เนาะနိုင်တဲ့သူဆိုတာကွက်ကွက်ကွင်းမပေါ်ဘူးမပေါ်ဘာကြောင့်ဆိုတော့အမေရိကန်စီးပွားရေးတော်တော်များများကတရုတ်ပြည်ကထုတ်ထားပစ္စည်းကိုအားကိုးပြီးတော့ပြန်ထုတ်ပြီးတော့မှအမေရိကန်စားသုံးသူတွေပြန်ပြီးရောင်းလာเนาะအဲ့ဒါကြောင့်အရန်အရေးကြီးဒီလိုမျိုး quality မျိုးစုံအာအမျိုးသားမျိုးစုံပစ္စည်းတွေဆိုရင်အမေရိကန်ကပြန်ရှာဖို့ဆိုတာက မကျိန်းနေပါဘူးတင်းတင်းဆက်ကိုပြောရပါတယ်ပလေးတက်ရဘလို့တဘောရပါတယ်နဲကိုမအောင်မှာရေးထားပါဖြစ်ဘာပဲပြောပြောဒီလိုမျိုးဈေးကျနေအချိန်မှာအခွင့်အကောင်းယူနိုင်သူကချမ်းသာမှုကိန်းပုံများတယ်နော်စိတ်ထားကောင်းကောင်းထားဒါပေမဲ့ opportunity ဆိုတာကဒီလိုမျိုးစစတရုတ်တွေဒုက္ခရောက်နေချိန် Sony Arabia လာပြီးဝယ်တယ်ဆိုရင်တရုတ်တွေကိုကူညီရတယ်အတူတူပဲသူများဒုက္ခရောက်နေအောင်မှန်တယ် နှစ်ဦးနှစ်ဖက်အကျိုးရှိရယ်ဆော်ဒီအာရေဗျာလူရဲ့အကျိုးရှိရယ်ဆိုတော့တရုတ်ကရောင်းချင်သူအကျိုးရှိရယ်နော်အဲ့လိုမျိုးမှာ stock sequence ကပိုအောင်ကောင်းနေတယ် stock sequence ကြာနေဒီရတူတဲ့ကြာနေအချိန်မှာဝယ်ထားတဲ့လူရဲ့ချမ်းသာမှုကပိုပြီးတော့များတယ်ပိုများပိုကောင်းတာကပစ္စည်းရရှာပြီးတော့တင်သွင်းစရာမလိုပြီးွားရင်ကိုကပင်ပန်းလုပ်စရာမလိုအိမ်မှာတနိုင်နှစ်နိုင်ရဲ့ကုန်တာနေရှိရပြီဖုန်းလေးရှိရပြီး နော် stock share တွေမှာ investment လုပ်ရ option နဲ့ trade လုပ်ရကဘာပတ်ဥရမိသားစုကိုခေါ်ဝေါ့ရတနေ့ကိုတနိုင်နှစ်နိုင်ပဲတလဆိုရက်20လောက်ပဲနော်ဘာကြီးကြနေ sell point fight two percent ကြနေ down ကြုံကြနေ two percent percent ကြနေဒီလိုမျိုးကြနေအချိန်မှာဆရာအခွင့်ကောင်းယူလာတဲ့ကြောင့်2022တူမှာကြအခွင့်ကောင်းယူလာတဲ့ကြောင့်တုံးနေအတွင်းမှာတောင်းလေးတောင်းရတယ်မျိုးဒေါ်လာ2သိန်း4000ကျော်ပါ18ဆကျော်ချမ်းသာပါပါလေအဲ့ဒါကြောင့် ပလင်းတက်ရိုးရယ်ဆရာလိုမျိုးချမ်းသာခြင်းအောင်မြင်ခြင်းကဘာပတ်ခြင်း stress မရှိဘဲနဲ့မိသားစုကိုကာကွယ်စောင့်ရှောက်ရှည်ရဲဆိုရော stock investing call option put option advance option day trading မျိုးဆိုတော့တက်ရပါတယ်တနေ့တွင်မှာဒီတင်းတဲ့ငါဟုတက်ပြီးရတဲ့လူရအောင်မြင်တာပို့ပြီးများပါတယ်။ link တွေကို YouTube video ရဲ့ description ခေါ်မှာရှိပါတယ်။ click နှိပ်ပွားရင်ဒီနေ့တွင်ပွားရင်ဒီနေ့စလို့ရပါတယ်။ ရှင်းတက်လိုက်တာအပိုးရချိုးရင်းရှိတယ်။ဒေယာမျိုးပိုကောင်းပါလား။ဒေယာပိုကောင်းလဲဆိုတော့ဆရာကနေ upstream နေ upstream လို့ငါးလမ်းနီးလမ်းငါးလမ်းရှိရဲ။အဲ့ဒီဓာရီကသင်အကြိုက်ဆုံးဒီကောင်တွေကအရင်ထိရောက်တယ်။ကဲအဲ့လိုကြီး expert မဖြစ်ပေမဲ့ဆရာရဲ့ဒီ upstream ပါလဲ upstream ဓာရီကိုတိကျပိုင်နိုင်လို့ရှိရင်အရှုံးလုံးဝမရှိဘူး။ ဆရာဆရာကြီးချင်းတော့ဘာမှနောက်ပြလဲတယ်နော်ဆရာပြောတဲ့အတိုင်းပဲ main line လုပ်ပါတယ်ဒီဟာတွေကိုအတိအကျသိချာတိုင်းလုပ်တယ်လုံးဝအချုံရှိ Hello ဆရာ CIS store ဆရာကလတင်တန်းကိုတက်တဲ့အတွက်ကြောင့်ပေါ့နော်ကျွန်တော်နှစ်ပတ်အတွင်းမှာ3000ကျော်လောက်မြင့်ပါတယ်ဆရာအရင်ကျေးဇူးတင်ပါတယ်ဆရာအစမှတော့ CIS အပေါ်တခါလေးမဖမ်းနိုင်ဘူးပေါ့နော်နောက်မှနားထောင်နားထောင်တာနဲ့အခုဆိုတော့ကျွန်တော် အရင်မဲ့မြင့်နေပါပြီဆရာရန်ကျေးဇူးတင်ပါတယ်ဒီရှိအတွက်အရင်ကောင်းတဲ့အလုပ်ပါလူတိုင်းလုပ်တင်တဲ့ကောင်းတဲ့ဟာပေါ့နော်အဲ့ဒါရေရှင်အတွက်ကောင်းတဲ့အလုပ်ပါကျေးဇူးပါဆရာရန်ကျေးဇူးတင်ပါတယ်ဆရာဆရာစီမအတင်နာမတက်ခင်တော့ကိုယ့်အကူစာအုပ်ဖတ်တယ်လေ့လာတယ်ဒါမဲ့အသေးစိတ်တော့လေ့လာအခွင့်မရှိဘူးဆရာရီစီမစတင်နန်းတက်တော့ သေးစိတ်လည်လာခွင့်ရှိတယ်။ပြင်ဆင်ဟောပြတဲ့တင်ခန်းစာတွေကအထောက်ကိုရမ်းပြုတ်တယ်။ကျွန်တော်အရင်တော့မလေ့လာခဲ့ဘူးတဲ့အဲ့ penny stock တွေ patron မှာ launching option အရင်နည်းနည်းလေးနဲ့အမြင့်များများရနိုင်တယ်ကျွန်တော်ဒီနှစ်ပတ်အတွင်းမှာ2000ကနေ3000ဝန်းကျင်လောက်ကျွန်တော်အမြတ်ရသွားပါတယ်ကျေးဇူးပါပဲဆရာဆရာမင်္ဂလာပါဆရာကိုအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဆရာဒီလန်တက်ရနေ အလားအကွဲမှာ9,500မြတ်ပါတယ်ဆရာရဲ့ဆရာကကျွန်တော်ရဲ့ဒုတိယဖရာတဆူတို့ပြောလို့ရပါတယ်ဆရာစကားနားထောင်ပြီးတော့လည်းမရောဘဲနဲ့တင်ရတာဒီအခုတော့အဲ့လိုမြတ်နေဆရာရည်စဲကြီးစုပဲဒီညိုညိုလိုက်လေနိုင်ငံကိုပေါ်လာလို့ရှိရင်ကျမစီဆက်သွယ်နေတော့ဆရာစားချင်တဲ့ဆက်မလိုက်ဖို့မနေတော့ဆရာကျေးဇူးတင်ပါတယ်ဆရာရေရှိဆရာရဲ့စတော့ရှယ်တင်နေမှာတင်နေတက်ပြီးတော့ကျွန်တော် အခွန်မပေးရဘဲနဲ့ဘယ်လိုလုပ်ရမလဲဆိုတာလဲဆရာတိတိချာချာသင်ထားပြီးတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒီမှာလဲကောင်းကောင်းရင်းမြုံနဲ့တက်နေပြီဆရာသင်ထားတဲ့သင်တန်းတွေကအသေးစိတ်ဖြစ်တဲ့အတွက်ရှင်းရှင်းလင်းလင်းနားလည်ပြီးမှလုပ်တဲ့အတွက်ကြောင့်မို့ အရှုံးနေပြီးတော့အမျက်ကိုမြဲမြဲရရှိတာဖြစ်တယ်။ပြီးလို့ရှိရင်ဆရာကစေတနာအပြည့်နဲ့ကျွန်တော်တို့ကိုသင်ကြားပေးတယ်။ပြီးရင်မေးတဲ့ question တိုင်းကိုလည်းအချက်ချက်ကြပြန်လည်ဖြေဆိုပြီးတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်။ပြီးတော့အမျက်ဒီလည်းအများကြီးရရှိတယ်။အခုဆိုရင်သင်နဲ့တက်ပြီးတော့တစ်နှစ်လောက်အကြာမှာကျွန်တော်နေ့တိုင်းတစ်နေ့တစ်ထောင်လောက်အမျက်ရရှိနေတဲ့ဆရာကြီးဆရာကိုအရင်ပဲကျေးဇူးတင်တယ်ဆရာပြည့်ရှိ။ကျွန်တော်ဆရာဗီဒီယိုတွေကိုတစ်နှစ်လောက်ရှိပြီကြည့်ကြတာ။ကျွန်တော်လည်းစော့နေတာကြာပါပြီဆရာကြီး။ မနေ့ကမှ store membership ကို join ပြီးတော့ဆရာရင်ဒီနေ့ဆိုရင်ကျွန်တော်ဘဝမှာအများအများဆုံးရခဲ့တာပေါ့ဒီရက်ထဲမှာပဲ3920ကျွန်တော်မြတ်ခဲ့ဆရာကြီးကျေးဇူးပါပဲဆရာကြီးနောက်ဆုံးလဲဆရာမမ store membership ကိုကျွန်တော်အများကြီးဝင်မယ်เนาะဆရာเนาะဆရာကိုကျေးဇူးအများကြီးတင်တယ်ဆရာ